เออถ้าတော့ grand bucks ဟုတ်တယ်တဲ့သုံးသက်တက်ရှိပြဘာမှမဖြစ်ဘူးတဲ့ဒီနေ့ရောက်တဲ့အချိန်မှာတအားမောင်းနေပြီအဲကြောင့်ဆရာတော်ဦးရမသားဟောက်ပိုင်းဝင်လဲတော့အများကြီးပဲကဲပြောဘာလို့အမရောဟမ်ရူးရူးအထက်မြင့်ဆုံးဆိုတော့ဟုတ်ကဲ့32ထပ်ဟာမလုံးဝမပြည့်စုံ ်ဘူးလို့ view မှာ view အမြူကန်ဒီမှာလေဒီမှာပြောရတာဒီကဒီကပြောပြောရေးဆိုပြောရေးဆိုဝင်ရှိတယ်အင်းအင်းအင်းဆရာကထိုင်ကုန်ယူရအောင်ဆရာပြန်မဆောက်အဲအဲ့မရတယ်ကဲဥစဉ်ရတော့တော့ဒီမှာဘယ်လိုစောက်ထားလို့ဘာမှမဖြစ်တယ်လေအဲ့လိုပါစောက်ခက်နေစောက်ထားရတော့ဒီမှာဒီမှာကောင်းကောင်းတင်းတင်းလေးပေါ့ဒီမှာဒီမှာဒီမှာ ကဲတမ်းမင်းနဲ့ဘယ်လိုခုံယူလိုက်ဟိုခုံယူလိုက်ဟေးငါထိုင်ရင်လို့ဘုညာရာညာချေရာ no problem ဒီကြမင်းနဲ့စကားပြောခြင်းလေဒီတလောက်ပဲဖြေပေးမယ်လားဟေးမင်းနဲ့မဲ့ဘယ်လိုခေါ်လဲပြီးတော့အတော့ဆိုင်းထုံးအောင်ပါဆိုင်းထုံးအောင်ဘယ်ဘယ်မှာနေတော့ကျွန်တော်ကဟိုမလိုက်မျိုးနဲ့မှာဩတာမလိုက်နာမလိုက်နာအေးဘောက်ဆိုင်းဆိုင်းပြကျွန်တော်ကရှမ်းပြည်နယ်ဘွားမှာဩရှမ်းဘွားမှာ ပြောချင်တာဒီတိုက်ကဘယ်နေရာမှာရှိတဲ့တိုက်လဲဒီကောတော့ကျွန်တော်ဒီမန်လေး84 3940မှာရှိတာဟုတ်ပြီဘုံဘုံလာလာတော့အဲတဘောရိတ်တာဆောင်းနေတူလာတာကမပါတဘောရိတ်တာဆောင်းဆောင်းကိုကမတာတာတဲ့သူကတို့တွေအခုမြင်ရတာစိတ်ဆင်းရဲစရာတွေနဲ့မန်လေးတစ်မြို့လုံးကခြေမှုအနေနဲ့အတွင်းအတွင်းခြေမြင်ရတယ်လောက် တုတ်သွားတဲ့ခွန်တသမခွန်ပြင်းတန်တဲ့ငလီကြီးကိုကြံ့ကြံ့ခံတဲ့ဘယ်နဲ့လမ်းနဲ့ဘယ်လမ်းကြမှာရှိပါတိုက်တော်တော်ဟိုတယ်နံပါတ်ရတော့ဂရမ်ပတ်ဟိုတယ်ပါဗျာအေးဟုတ်ပြီလမ်းကတော့ကျွန်တော်မန်လီ84 3940ကျားမှာရှိပါဗျာပန်ရှင်အပူလေပန်ရှင်ကတော့ကျွန်တော်ဒီဟိုနံပါတ်ရတော့ဘာလို့ရှိရှောက်ဟုတ်အေးအေးဟုတ်ပြီဒီတော့ ဒါဘယ်ဘယ်ခီလောက်ဘယ်နှစ်လောက်ကတည်ထားလဲတည်ရတော့ပြီးတော့အတိအကျတော့မသိပြအဲပြီးတော့ဒီမှာအဲအလောက်တော့ဖြစ်မယ်ခင်ဗျ2013လောက်ကဖြစ်မယ်ဒီစောင်းပုံတာနားလေလားအဲ့ဒါရင်းနဲ့ပတ်သက်လို့အင်ဂျင်နီယာကြီးလာမကြည့်ဘူးလားအဲအင်ဂျင်နီယာကြီးလာပါတယ်ဗျာဘာအတွက်လားဘာတွေပြောကြလဲဒီကျွန်တော်ဒီဟိုပါပေါ့ဟိုအများကြီးမထိခိုက်ပေမဲ့နေကြရတော့ဒါကတော့နေတော့ ဟိုပျက်စီးမှုလေးရတော့ရှိရပါဗျာဟုတ်အဲဒါလေးကျွန်တော်ပြန်ပြီးပြုပြင်ဖို့အတွက်ဟိုလောက်ဒီမှာဘယ်နှစ်ထပ်လဲဒါတော့ဟိုချင်းပြောဟိုစုစုပေါင်း32ထပ်ရှိပါတယ်32ထပ်အခန်းမောင်းဘယ်လောက်ရှိလဲအာခန်းမောင်းဆိုရင်364လောက်တော့ရှိတယ်အခုလူနေသေးလားလောလောယာယာတော့အနပိတ်ထားတယ်ဟိုင်း28ရက်3လ2025တုန်းကငလင်လုတ်တဲ့အချိန်မှာဘယ်လိုတွေ တွေ့ကြုံခံစားရတယ်။တပည့်တော်ကိုယ်တိုင်ကြုံတာတော့တပည့်တော်ဒီအောက်ထဲမှာပဲရှိရပြီ။အဲဟုတ်ပြီ။အဲပထမဆုံးပထမလောက်တာတော့နှစ်ကြိမ်လောက်တာ။อืมပထမတစ်ကြိမ်ကတော့နည်းနည်းလေးပေါ့။အဲ့လိုမျိုးဆိုတော့တပည့်တော်လည်းနတ်တာပေါ့နော်။ဟိုဘာဖြစ်မလဲပေါ့။အခုညာဖြစ်မလားဆိုပြီးတော့အဲအဲ့လိုအနေထားမျိုးတွေတော့ကြုံတယ် ညဆိုင်ကနေပတ်တက်တာလားတမပါဗျဟမ်အဲသူကကြတော့ဒီ6လွာဒီကားပါကင်ရှိရဗျဩ6လွာအထိကိုအဲ6လွာဒီကားပါကင်ရှိကားပါကင်က6လားအောက်ကလားကားပါကင်အေး6လားအထိ6လားအထိသွားလို့ရတယ်6လားကားပါကင်အောက်ကဒီကလည်းပါကင်မဲ့ဟိုကမှဆက်ကက်တက်သွားလိမ့်မလားပေါ်မှာမှလူနေတာ6လားထက်မှလူ6လားထက်မှပါကင်ရှိတယ်အဲ6လားမှလည်းပါကင်ရှိရဒီပေါ့ဒီ1 floor ဒါဒါဆိုနှစ်လွှာနှစ်လွှာမှာဒါကားပါကင်ရှိတယ်သုံးလွှာမှာကားပါကင်ရှိတယ်ငါးလွှာမှာကားပါကင်ရှိတယ်ခြောက်လွှာမှာကားပါကင်ရှိတယ်ကျွန်တော်ဒါမိုင်းနပ်ဝမ်းဆိုတာပေါ့မိုင်းနပ်ဝမ်းနဲ့ကားပါကင်၅ခုရှိတယ်အဲ့5ခုအောက်ကအောက်ပေါ့အဲ့တော့လူတွေလူတွေဘယ်လောက်ရှိတယ်28နေပါရှိရပြာပေါ့အဲ့တယ်ဒီရောရှိတယ်ဒီတော့ဝန်ထမ်းတွေအကုန်လုံးဝန်ထမ်းတွေရှိတယ်အားလုံးတို့ဒီဘလောက်လောက်ရှိတယ်အဲ့အချိန်မှာငလင်လောက်တော့ကဒါခက်မှန်းခက်မှန်းပေါ့ ်ဝင်တန်းရောဧည့်တွေရောဆိုရင်တော့150 200လောက်တော့ရှိတယ်ခုတန်းပြောရတဲ့မှာနည်းနည်းလေးထိကြိုက်တယ်ဆိုတော့ဘယ်အချမ်းနဲ့ဘယ်အပိုင်းတွေဘလို့ထိကြိုက်တာလဲဘောပေါ့အခန်းလေးတော့နည်းချင်းတော့ကွဲပြေးလေးတော့ရှိတယ်ဗျာအတွန်းကန်းလေးပေါ့စူးစူးဝါးဝါးတော့မဟုတ်ပါဘူးပြန်ပြည့်ပြင်နေသေးတယ်ကြီးတွေကြီးတွေပြတ်သွားတာ ဣရိယာတော့ဓမ္မပြခဏတစ်ဖြုတ်တော့ပြက်တာပေါ့တတိုင်းပါရင်ပြတ်လဲတာလေဒီပေါ်အပြင်မှာဖြစ်လို့ဖြစ်တာအဲ့ဒါကိစ္စမှာအခုအသားဒီမှာဓာတ်လေးတကပါလာဓာတ်လေးကပါပါလေဘယ်နှစင်းပါလဲ အဲလေကားနဲ့ပြီးပြီးတဲ့ကွာတော့ရှိတယ်အဲဒီအချိန်ပေါ့လေငလင်းလောက်တဲ့ချိန်ကတော့ရှိတယ်ကွာဟာလေအဲကြောင့်ရိုးရိုးကပဲပြေးဆင်းညာတာပေါ့အဲရိုးရိုးဒီတလိကားတွေကပဲဒီအဲ့လိုမျိုးဆင်းကြတာပေါ့တလိကားနဲ့ဆင်းလို့ရတယ်ရတော့ရတယ်အဲ့မှရတယ်ရတယ်ဒီမှာတာဝန်ခံရှိသေးလားတာဝန်ခံကတော့ဒီညာဘက်ကတော့ဒါကြီးတော့ပဲရှိတာဗျာဒီပါတော့ကျွန်တော်မန်နေဂျာရှိတယ်မန်နေဂျာနာမည်ကအဲဆရာမြို့တူဆိုပါဗျာ အခုဒီဟိုဇာနဲ့ပတ်သက်လို့သားတို့ရဲ့အဆောက်အဦနာမည်က Grand Park Hotel ပါ Grand Park Hotel နဲ့ပတ်သက်လို့လူတွေလာပြီးတော့သုံးသပ်တာဘာတွေရှိလဲ။ဒီတော့ဒီလိုမျိုးလာအဲ့လိုမျိုးလာပြီးတော့ဟိုတော့မဖြစ်ဘူးဒီလမ်းအဲ့လိုမျိုးဖြတ်သွားတာမျိုးတွေတော့ Hotel ကိုလာကြည့်ကြတဲ့အဲမျိုးတချို့ဧည့်တွေတော့ရှိတယ်ဒီနာဘိပတ်ဝင်ကြလူတွေတော့လာကြည့်ကြတယ်။သုံးသက်တစ်ထပ်ဖြစ်ပြီးတော့ဗမာမထိကြိုက်လို့လူတွေအံဟောကြတယ်ဘူး။ဒီတိုင်ကြီးတွေလည်း တော်တော်ကောင်းတယ်ဖောင်ဒေးရှင်းလည်းတော်တော်လောက်ထားမယ်တန်းထားဘလောက်အကျယ်လေးမှစောက်ထားတော့သိလားအလိုတော့မသိဘူးတော့ပြီးတော့မန္တလေးဆိုရင်တော့တပြားပဲရှိတယ်။ဟိုတပြားလုံးလုံးကိုဟိုဟုတ်လား။နောက်ပြလိုက်တော့။ဟိုချီမမကြည့်မကားရင်စင်လာတယ်။ဟဲ့။ဘယ်နာကားရင်စင်လာတယ်။ခလေးဒီတော့30ကျော်ပဲနေတယ်ဗျာ။အဲ့လောက်ဒီခန့်နေဗျာ။ဘယ်လို့ ုတ်90လောက်တော့ဖြတ်လောက်ကြည့်အရင်ပြင်းရတယ်ဩငါခုနှစ်တည်းမှာခုနှစ်နိုင်လောက်ပါ90လောက်ကြည့်ခဏပို့တာ90လောက်တော့သွားတော့ဒီစောက်တော့လေကျွန်တော်တို့ဒီဟောပေါ့ဂျပန်ပညာရှင်ပေါ့ဩအဲ့လိုမျိုးပညာရှင်လက်စောက်ခဲ့တာဂျပန်ပါလားဟာဂျပန်ပညာရှင်လက်စောက်အော်ဒါပြီးတော့တီးတီးရတော့လောက်ပေါ့နော်ပိုင်ရိုက်နော်ပိုင်ရိုက်ဘယ်နှစ်လောက်ကြာပါလဲဆရာ ပြီးသိကြတယ်သူတို့အေးသားအနေနဲ့အလောက်ကြီးမသိဘူးဂျပန်ပညာရှင်တွေစောက်ထားရတယ်ဒါကတော့စိတ်ဝင်စားစရာကောင်းတဲ့ Grand Park Hotel ပဲပေါ့ဟမ်ဟုတ်ပါဘူးဆောက်ဟုတ်လားဝယ်ပြီးတဲ့အရင်ဝယ်လိုက်သူတို့နဲ့ဆောက်ပေါ့တတိယတရုတ်တတိပေါ့တမတဲ့တရုတ်ဟိုဘယ်ဆောင်ဦးလေပျက်စီးရတယ်ဘယ်အခန်းကြီးပျက်စီးရတယ်ဘယ်အတော်ဟာ ပြင်းနေတယ်ဆိုတာပြင်းများကောအနေကျင်းမို့အလွာတိုင်းကတော့နေပါနေကျင်းကတော့ထိတယ်ထိရသွားဒီဟိုပါပေါ့နေရလေးတွေပါနေရလေးတွေလည်းလည်းအကြောင်းထားတာမျိုးတွေတော့ရှိတယ်ခုနကဆရာလေးကျွန်တော်တို့တွေပြန်ပြီးတော့အင်ဂျင်နီယာတွေတိကျပြန်တက်ဆရာလေးကတော့ပြောရဆိုရင် तू ကဟိုဒီအုံနိုင်ရအပြင်ထိတာဘန်းဖြစ်ဘူး तू ကဒီဟိုဘေးစစ်ကြီးကတအားကောင်းနေတာဘန်းဖြစ်နိုင်ဘူးပေါ့ဖောင်ဒေးရှင်းကလေးကကောင်းတာအေးပေါ့အေးပေါ့ဒီတိုင်လုံးတွေဆိုရင်ဒီတိုင်လုံးတွေဆိုတာအော် ဖောင်ဒေးရှင်းတွေအပေါ်တက်လာတယ်တိုင်။အဲ့ဒါသူတိုင်လို့အောက်မှာတိုင်။ဟုတ်။တိုင်ကြီးကြတော့အောက်ဖောင်ဒေးရှင်းတွေပါ။ဖောင်ဒေးရှင်းပါ။ပိုင်ပိုင်နဲ့ရဲ့။ဟုတ်။ဒါကြီးမှာတော့လေ။ငုံငယ်နှစ်ထပ်ဟိုတယ်တဲ့ဆိုတာဘာမှမဒီကိုအောင်ကောင်းပါပြီဒါဘုံမနောကဂျုံလို့ဝင်မေးတာပါဘာပြောပြောအဲဒါပြောတဲ့စကားတွေက အဲထူကြတဲ့ဂျပန်နေလာဆောက်တယ်လို့အဲခုနကလို့ပေါ့ဒီလောက်ကြီးကျယ်တဲ့ဥစ္စာကြီးကိုဘာမှမဖြစ်တဲ့အတွက်ဝမ်းသာလို့ဘုံဘုံတင်ပြဖို့ပါအဲသားတို့လူကြီးလည်းပြောလိုက်ပါနော်အဲဘုံဘုံအဲတဘောဤသာဆရာတော်အရှင်ဥတ္တမသာရနဲ့ဘုရားကွင်ဆရာတော်ဥက္ကဓမ္မတို့အဲသူတို့အဖွဲအားဖြင့်လာတယ်ပေါ့နော်အဲဘုံဘုံတို့ဒါကိုလည်းတင်မှာခွင့်ပြုပါနော်အဲသားကြီးကလည်းတိတ်ပြီးတော့ထိခိုက်စရာမရှိပါဘူးနော် ကျေးဇူးတင်ပါတယ်နော်အေးအေးကဲအားလုံးကျမ်းမှာချမ်းသာပါလေကွာအေးအေးအေးကောင်းကောင်းအေးအေး